င်ကာပူနိုင်ငံမှာကျင်းပတဲ့ Asia Pacific Chain Supermodel ပြိုင်ပွဲမှာ Mini Miss မြန်မာချစ်ချစ်တအုံနေနဲ့ Beach Wear စုနဲ့အကအကောင်းဆုံးစုတွေကိုစကူးရရှိခဲ့တယ်လို့သိရပါဗျ။ကလေးတွေနဲ့စေကျော်သက်အလှမယ်အလှမောင်တွေအတွက်ရည်ရွယ်ကျင်းပတဲ့ Prince and Princess International 2015ပြိုင်ပွဲကိုဇူလိုင်လ24ရက်နေ့နဲ့25ရက်နေ့တို့မှာအဆင့်ဆင့်ပြိုင်ပွဲတွေကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီလိုကျင်းပခဲ့ရမှာမြန်မာနိုင်ငံကိုစားပြုဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့အသက်အငယ်ဆုံးအလှမဲ့ချစ်ချစ်တုံကတိုက်တဲစုနှစ်ခုကိုစုခူးရရှိခဲ့တာဖြစ်တယ်လို့သိရပါဗျ။ချစ်ချစ်တုံအနေနဲ့ပြိုင်ပွဲရဲ့ပထမနေ့မှာ Beach Well စုကိုစုခူးရရှိခဲ့ပြီးဒုတိယနေ့အကပြိုင်ပွဲမှာတော့အငယ်အဖွဲ့ရဲ့အကအကောင်းဆုံးစုကိုရရှိခဲ့တာဖြစ်တယ်လို့မလှနှုထွန်းကဆိုပါတယ်။အခုလိုစုရရှိခဲ့တဲ့ချစ်ချစ်တုံဟာအသက်၄နှစ်ခွဲသာရှိသေးတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့အသက်ငယ်ဆုံးကလေးအလှမဲ့တဦးဖြစ်တဲ့ချစ်ချစ်တအုံနေနဲ့အခုပြိုင်ပွဲဟာပထမဆုံးချိန်ဝင်ရောက်ရှင်ပြိုင်တဲ့ပွဲစဉ်ဖြစ်တယ်လို့သိရပါဗျ။